ကဲဒီတစ်ခါမှာကတော့အိမ်မှာရှိတဲ့ပါဝင်ပစ္စည်းအနည်းငယ်နဲ့တောက်စားလို့ရတဲ့ငါးတိတာမုန်တီတုံလင်းလေးကိုဝေမျှပေးချင်ပါတယ်ရှင်။ကဲပါဝင်ပစ္စည်းလေးတွေကတော့အာငါးတိတာပါမယ်။ ။ငါတက်တာကတော့မိမိကြိုက်နေတဲ့ငါတက်တာကိုသုံးပါနော်။နနမင်းပါမယ်။ငမြရေးပဲတောင်ရှေတမြသည်ဒါမှမဟုတ်တမျိုးဒီကိုလည်းသုံးလို့ရတယ်။ငြုတ်တီအစိမ်းတောင်ပါမယ်။ပြီးတော့ငြုတ်တီခွဲချမ်းပါမယ်။ပြီးလို့ရှိရင်တော့ကျက်သွန်ဖြူစီကျက်တတ်ထားတာလေးကိုပါထည့်ပြီးတော့သုံးသွားပါမယ်နော်။ ကဲပေါဝင်တဲ့အသေးရွက်တွေကိုရေနဲ့သေချာလေးဆေးကြောတန့်စင်ပေးဆိုလို့ရှိရင်တော့ဗီဒီယိုထဲမှာပြထားတဲ့အတိုင်းသေချာလေးလှီးဖြက်ပြီးတော့မှပြင်ဆင်ထားပေးရပါမယ်ပြန်တော့တံပြာသီးသလုံးကိုထချမ်းခွဲပြီးတော့ ကျမကတော့ တံပြာဒီတချမ်းကိုအချင်းအတွက်အသုံးပြုသွားပါမယ်။မြုပ်ဒီအစိမ်းတောင်းလေးတွေကိုလည်းအခုလိုမျိုးပပလေးစီခလီထားပေးရပါမယ်။ ပြီးရင်တော့ကျက်တူနီဦးတလုံးကိုပဖလေးလှီးမယ်ပြီးလို့ရှိရင်ကျမကကျက်တူနီရဲ့ဆက်တဲ့အရာတော်ကိုမကြိုက်တဲ့အတွက်ကြောင့်မို့လို့ရေလေးနဲ့တရေလောက်ဆေးပြီးတော့မှညစ်ပြီးတော့မှထည့်ပြီးတော့တုပ်သွားပါမယ်ကဲအခုဆိုလို့ရှိရင်เนาะပေါင်ဝင်တဲ့ပစ္စည်းတွေကိုတေချာလေးပြင်ဆင်မိတာပြီဆိုလို့ရှိရင်เนาะကျမတို့သုံးမဲ့ပကံတစ်လုံးထဲမှာ ပြုတ်ထားတဲ့မုံမုံတီဘတ်ကိုထည့်ပါမယ် ဘဲဒီပပလီထားတာထဲပါမယ်ကျွတ်တနီပပလီထားတာထဲမယ်ညိုဒီစိန်ပပလီထားတာထဲမယ်နနံပင်ထဲမယ်အဲငါတစ်တာငါ့ကိုထဲပါမယ်ပြီးလို့ရှိရင်တော့ငံပြရေးထဲပါမယ်ပြီးရင်တော့ညုတ်တီအချမ်းမုံလေးနည်းနည်းထဲမယ်ပြီးရင်ချက်ထားတဲ့စီချက်လေးထဲမယ် ပြီးရင်တော့ကြိုက်နှစ်သက်တယ်ဆိုရင်တော့ကြက်သားမုံထည့်လို့ရတယ်ကြက်သားမုံနေရာမှာအချုံမုံသုံးချက်နဲ့ဆိုလို့ရှင်လည်းရပါတယ်နော်ပြီးရင်တော့တံပြာတီးလေးညှစ်ပြီးတော့ဖွဖွားလေးနေပေးရပါမယ် ကဲအခုဆိုလို့ရှိရင်တော့မုန်တီတုံလေးရလည်းပြီးသွားပြီဆိုတော့မိမိစာတုံးနဲ့ပကံမဲမှာပြောင်းထည့်ပြီးတော့မှစာတုံးလို့ရပါပြီနော်ဒီနေရာလေးမှာပြောချင်တာကတော့မိမိတုံးမဲ့ငါးတက်တာကခန်းချင်ဒီအနှစ်နဲ့လှုပ်ထားတဲ့ငါးတက်တာဆိုလို့ရှိရင်ပို့ပြီးတော့စာကောင်းပြီးရတာရှိပါတယ်နော်အခုလိုမျိုးအိမ်မှာရှိတဲ့ပါဝင်ပစ္စည်းအနှဲငယ်လေးနဲ့တုပ်သွားတဲ့ငါးတက်တာတုံးနီလေးကိုအားလုံးပဲစိုက်နေတဲ့ကြမယ်လို့မျှော်လင့်ပါတယ်ကဲလို့အိမ်မှာလှုပ်ရှားဖြစ်တယ်ဆိုလို့ရှိရင်လည်း comment မှာရေးခဲ့ပေးကြပါဦး အခုလိုမျိုးဗီဒီယိုကိုအဆုံးအနည်းကြည့်ပေးကြလို့အရောက်ချင်းစီတိုင်းကိုကျေးဇူးတင်ရှိပါတယ်နော် နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော် thank you bye bye